ကတော့အောက်သက်ကြီးလို့ပေါ့နော်အောက်သက်ကြီးလို့အဲဒီနေရာတစ်ခုထိရောက်လာတယ်လို့ကျွန်တော်ထင်တယ်။လင်မယားနေရာဆလုံးကတရောင်တရောင်ချစ်ချစ်ခင်ခင်နွေးနွေးထွေးထွေးဖေးဖေးမမနဲ့အခက်ခဲတွေအများကြီးကိုဖြတ်တန်းပြီးတော့ဒီနေရာလေးကိုရောက်လာတာပေါ့နော်။လေလေကူကူနဲ့ဒီဒီနေရာရောက်ဖို့ဆိုတော့မလွယ်ပါဘူး။တန်းတစ်ခု level တစ်ခုမှာအဲတော်တော်လေးအတိမပြည့်လို့ရတဲ့ဆိုင်လေးပါ။ဒီလောက်ထိတောင်မှမမှန်ထားပါဘူးเนาะအခုကအကုန်လုံး ်နေရာရောလမ်းဆိုလို့ရှိရင်တကယ်ဟို main လမ်းမကြီးပုံမှာရှိတယ်ပြီးတော့အဲဒီအပြင်စင်အားစအလုံးလက်ခံလို့ရတဲ့အနေအထားမျိုးပါအဲ့တော့ကျွန်တော်ရဲ့ခြေနဲ့တယ်ဗျာကျွန်တော်ပြောတယ်ဗျာဒီနေ့ကျွန်တော်ပြောနေဆိုတော့ကျွန်တော်ရဲ့မိတ်ဆွေကစိုင်ခွေးတွေအများကြီးဖွင့်နိုင်တဲ့အတွက်ကိုလည်းကျွန်တော်ပြောတာပါဟုတ်အဲမန်းရွှေလေးကရန်ကုန်မှာစိုင်ခွေးဖွင့်တော့လာတယ်တက်တယ်အဲဒီနေ့ဒီနေ့စိုင်စိုင်ခွေးလေးမှလည်းတက်ရောက်ဖြစ်တယ်ကျွန်တော်ထူးထူးခြားခြားဒီ ဒီနေ့ဆိုလို့ရှိရင်၃ရက်ဖွင့်ပွဲလုပ်တာ၃ရက်စလုံးဟိုကျွန်တော်ဖွင့်ပွဲမှာပါဝင်ရတယ်မိတ်ဆွေတငယ်ချင်းလည်းဖြစ်တဲ့အတွက်ကိုကျွန်တော်အင်းနဲ့အားနဲ့ကျွန်တော်ပုံမှန်လေးလေးနက်နက်တံပိုးထားတဲ့လူရောနှစ်ပြီးတော့ဒီပွဲလေးကိုကျွန်တော်စူးစမ်းသွားမှာပါတန်းတစ်ခုလေဘယ်တစ်ခုမှာအဲတော်တော်လေးအတိမတ်ပြုလို့ရတဲ့ဆိုင်လေးပါကျွန်တော်ဟိုဒီလောက်ထိတောင်မှမမှန်းထားပါဘူးเนาะအခုကအကုန်လုံးနေရာရောလမ်းဆိုလို့ရှိရင်တကယ်ဟိုမိန်လမ်းမကြီးပုံမှန်ရှိတယ်ပြီးတော့အဲဒီအပြင်စင်အားစအလုံး လက်ခံလို့ရတဲ့အနေအထားမျိုးပါအဲ့တော့ကျွန်တော်ရချင်းနေတယ်ဗျာကျွန်တော်ပြောရပါဒီနေ့ကျွန်တော်ပြောနေဆိုတော့ကျွန်တော်ရဲ့မိတ်ဆွေကဆိုင်ခွဲတွေအများကြီးဖွင့်နိုင်တဲ့အတွက်ကိုကျွန်တော်ပြောတာပါဟုတ်ဆိုင်ခွဲနောက်ထပ်ထပ်ဖွင့်နိုင်တယ်ဆိုတော့အရှိကလက်ရဒီဇိုင်းတွေက customer တွေလက်ခံပြီးတော့အတိမတ်ပြုပေးလို့လာဒီလိုမျိုးဆိုင်ခွဲတွေအများကြီးနဲ့ရည်တည်နိုင်တာဖြစ်တဲ့အတွက်ကိုကျွန်တော်ယုံကြည်ပြီးသားပါအဲ့တော့ဒီအဆုံးဖြတ်ကတော့သူရဲ့ customer တွေပြည်သက်တွေကအဆုံးဖြတ်သွားပါလိမ့်မယ်ဟုတ်ဒီနေ့ကတော့ mesh တွေကအစင်ထားတဲ့ရင်တို့လေးနဲ့လက်ဆွတ်လေးပါ သူအင်ဂျင်နဲ့လိုက်ဖက်မဲ့အယောင်လေးကိုကျွန်တော်ဆင်နာရဖြစ်ပါတယ်လက်ဝဲရနာဆိုတာအားလုံးနှစ်သက်သက်ရေရနာပေါ့နော်လူတိုင်းရဲ့နှစ်သက်သက်အရာတစ်ခုပါအဲ့ဒီအရာတစ်ခုကိုဒီလိုမျိုးအစီအမြန်ခွင့်ရအတွက်လည်းဝန်သာပါတယ်အဓိကကတော့အောက်သက်ကြီးလို့ပေါ့နော်အောက်သက်ကြီးလို့အဲဒီနေရာတစ်ခုထိရောက်လာတယ်လို့ကျွန်တော်ထင်တယ်အဲ့တော့သူတို့လင်မယားနေရာဆလုံးကတရားတရားချစ်ချစ်ခင်ခင်နွေနွေထွေထွေဖေးဖေးမမနဲ့အခက်ခဲတွေအများကြီးကိုဖြတ်တန်းပြီးတော့ဒီနေရာလေးကိုရောက်လာတာပေါ့နော်ဘယ်လေကူကူနဲ့ ဒီဒီနေရာရောက်ဖို့ဆိုတော့မလွယ်ပါဘူးပြီးတော့အားလုံးအသိမှတ်ပြုအခုမန်သေးမျိုးကမိတ်ဆွေတွေမျက်နှာဖုံးတွေမျိုးမျက်နှာဖုံးတွေအစအမတဲတို့ကိုတဲတဲတို့ကိုအသိမှတ်ပြုပေးပြီးတော့ဒီနေရာလေးတစ်ခုရောက်အောင်ဆက်ခေါ်ပေးရတဲ့လဲအားလုံးဝင်းရံပေးရတဲ့လဲအားလုံးတဲတဲတို့ရဲ့ကိုစားကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်ဟုတ်အဲ့တော့ကျွန်တော်ကတော့ဟိုအမြင်နဲ့ညွန်ညာနေမှာပေါ့နော်ကျွန်တော်ကျွန်တော်ရဲ့စီးပွားရေးပါတနာတွေရောအကုန်လုံးကိုကိုအသိမှတ်ပြုတဲ့လုပ်ငန်းဆိုလို့ရှိရင်ကျွန်တော်တို့ကအရန်တံမိုးထားပါတယ်ဒီလိုမျိုးအခု၃ရက် တိုင်တိုင်ရောအရှိရဖွင့်ပွဲတွေအကုန်လုံးရောကျွန်တော်ပုံမှာလေးလေးနက်နက်လေးနဲ့ဖိတ်ကြားပေးရတဲ့ကိုဒါမန်းရွှေလီဆိုင်ကကျွန်တော်တို့ဆိုင်လူတော်ပြောလို့ရပါတယ်အဲ့တော့မန်းရွှေလီမှာလာရအပေးချင်းကကျွန်တော်တို့အပေးချင်းနဲ့တူတူပါတယ်မန်းရွှေလီချစ်ချင်းကကျွန်တော်တို့ချစ်ချင်းနဲ့တူတူပါပဲအဲ့တော့မန်းရွှေလီအပေးပါလို့ပြောချင်ပါတယ်ရန်ဝန်းတာတယ်ဆိုင်ခွဲအမှတ်၃ကိုလည်းဒီလိုကြီးကြီးကျယ်ကျယ်ခန်းခန်းနားနားနဲ့ရှင်းပြရဲ၃ရက်တိုင်တိုင်အနုမြရှင်တွေအကုန်လုံးလည်းမထက်ဖဲနဲ့နိုင်ငံနိုင်ငံကျော်တွေကြီးပဲဟိုထူးထူးခြားခြားလေးနဲ့ပွဲမျိုးတွေအများကြီးလေးစီစဉ်နိုင်တဲ့အတွက်လည်းဝန်းတာပါတယ် ဒီတိုင်ခွဲအမှတ်3ကနေပြီးတော့နောက်ထပ်မြို့တွေမြို့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 တိုင်းမြို့တိုင်းမန္တလေးဆိုလည်းမြို့နယ်တွေတော်တော်များများမှလည်းဒီထက်ဆိုင်ခွဲတွေအများကြီးထပ်ဖွင့်နိုင်ပါသေး။အကောင်းဆုံးနဲ့ပရိသတ်တွေလက်ခံပြီးစစ်မှန်တဲ့အရေးသွေးပြေဝတဲ့ quality တွေထုတ်နိုင်ပြီးတော့အားလုံးချစ်ခင်မှုတွေရပါစေလို့ဆုတောင်းပါရစေ။ဟုတ်။အားလုံးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။